ယူကရိန်းရဲ့စွန့်အင်နဲ့တပ်ထုတရားစာတတွေကိုပူပေါင်းတူးဖော်ရေးသဘောတူစာချုပ်ကိုအမေရိကန်နဲ့ယူကရိန်းလက်မှတ်ရေးထိုးခဲ့ပါတယ်။တင်းမာတဲ့အခြေအနေတွေမှာလက်တွေနဲ့ချီကြားမြင့်တဲ့ညှိနှိုင်းမှုတွေကိုဖြတ်တန်းပြီးတဲ့နောက်ဧပြီ30ရက်နေ့မှာနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်ထဲမှာတော့ရုရှားနဲ့လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲပြီးရင်ယူကရိန်းရဲ့ပြည်လဲထူထောင်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ခုထားရှိရေးကိစ္စလည်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်ဗန်ဒါရေးဝန်ကြီးနဲ့ယူကရိန်းဒုဝန်ကြီးချုပ်တို့ဟာဝါရှင်တန် DC မှာအဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီသဘောတူညီမှုကယူကရိန်းရဲ့မြေရှားတပ်တုတိုက်တွေကိုတူဖော်ထုတ်လုပ်ခြင်းတဲ့အမေရိကန်အတွက်အရေးပါတဲ့အရေးတစ်ခုလည်းဖြစ်ပါတယ်။အမေရိကန်ဟာတရုတ်နဲ့ကုန်သွယ်ရေးအားပြိုင်မှုတွေအရှိန်မြင့်တက်လာတဲ့နောက်တရုတ်ကအမေရိကန်စီမြေရှားတပ်တုတင်ပို့ခွင့်တွေကိုပိတ်ပင်ထားပါတယ်။အဲ့ဒီတပ်တုတွေကခေမီအီလက်ထရောနစ်နည်းပညာမြင့်ပစ္စည်းတွေထုတ်လုပ်မှုမှာ မရှိမဖြစ်လိုအပ်ပါတယ်။တရုတ်ဟာကမ္ဘာမြေရှားတတ္တုထုတ်လုပ်မှုစုစုပေါင်း60ရာခိုင်နှုန်းလောက်ရဲ့ရင်းမြစ်အဖြစ်ယက်တည်နေပါတယ်။ American သမ္မတ Trump ကယူကရိန်းအနေနဲ့၃နှစ်ကျော်စစ်ပွဲကာလတခြားရယူလာတဲ့ American ရဲ့အထောက်အပံ့တွေအတွက်အခုလိုမျိုးတရားစာတတူဖော်ခွင့်တွေနဲ့ပြန်ပေးဆက်တင်တယ်လို့ယူဆထားပါတယ်။ယူကရိန်းဒုဝန်ကြီးချုပ်ကဒီသဘောတူညီမှုမှာတတ္တုတွေ၊ရေနံတွေနဲ့အတန်းငွေတွေပါဝင်ပြီးနှစ်နိုင်ငံကြား90ရာခိုင်နှုန်းစီညီညီမျှမျှခွဲဝေမှာဖြစ်ကြောင်း ဒါပေမဲ့တတူတိုက်တွေဟာယူကရိန်းပိုင်ဆိုင်မှုအဖြစ်ဆက်လက်ရှိနေမှာဖြစ်ကြောင်းပြောပါတယ်။သဘောတူညီမှုအရအမေရိကန်ဟာအနာဂတ်မှာယူကရိန်းအတွက်လေကြောင်းကာကွယ်ရေးစနစ်လိုမျိုးအထောက်အပံ့အသစ်တွေဖြည့်တင်းပေးမယ်လို့လည်းသူကမှတ်ချက်ပေးသွားပါတယ်ရှင်။